ကိုယ့်ရဲ့ကံကောင်းစေတဲ့အရာကဘာရောက်လဲထီထိုးရင်အကျိုးပေးတတ်တဲ့ကဏ္ဍတွေကရောဘာတွေဖြစ်မလဲသိပြီပြီလားကိုဘွားရဲ့အောင်မြတ်မှုကိုထောက်ကူပြုမယ်ចောင်းမြတ်ရတနာကရောဘာဖြစ်မလဲမလဲအားလုံးပဲမင်္ဂလာပါခင်ဗျာ PhD Astrology Researcher Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျမတို့ရဲ့ပရိသတ်တွေအတွက်နက္ခတ်ပီတံပညာအရာစနိယာဒီဝါအတိအတိအတွက်တသက်လာလောင်ဆောင်ရည်နဲ့ချားငင်းအချက်လေးတွေကိုတင်ဆက်ပြီးတော့မှာဖြစ်ပါရရှင် ီစီဇန်လေးကိုချစ်ရှုပြီးမိမိရဲ့ကန့်ကျင်မာကိုကိုယ်တိုင်မြင့်တင်လိုက်ကြရအောင်နော်။ကဲပထမဆုံးမိသားရဒီဘွားလေးအတက်ချလိုက်ရအောင်ခင်ဗျာ။တက်မိသားရဒီဘွား Aries Matt 27မှာ April 19မေတ္တာရည်ပွားတဲ့အနေနဲ့ဆောင်ရွက်အချက်တွေကတော့ဗတ္တမားတန်တာစတဲ့ကျောင်းမြတ်ယတနာတွေကိုစောင့်တင်ပါရရှင်။အယောင်အဖင်အနီယောင်ပန်းယောင်ရွှေယောင်တွေဟာတင်းရဲ့ဆွမ်းအင်တွေကိုမြင့်တင်ပြနိုင်ပါရရှင်။ ခဏနံပါတ်တွေအနေနဲ့ကတော့39 395 39 95 99 99တို့ကိုစောင်းနိုင်ပါတယ်ခင်ဗျာမိသားရဲ့ဒီဘွားတွေဟာခေါင်းဆောင်မှုရည်ချင်းရှိသူတွေဖြစ်လို့လက်တွေအသုံးချနေအနေနဲ့အရေးကြီးတဲ့အစီအွေတွေအလုပ်အင်တာဗျူးတွေသွားတဲ့အခါအနီရောင်အင်ဂျီဓမ္မမှုအနီရောင်ပါတဲ့အသုံးဆောင်ပစ္စည်းတွေကိုစောင်းသွားခြင်းကတင်းရယုံမှုကိုမြင့်တင်ပေးပြီးအောင်မြင်မှုကိုဖိတ်ခေါ်နိုင်ပါတယ် ရှောင်းရံအချက်တွေအနည်းငယ်ကတော့အနက်ရောင်နဲ့အပြာရောင်တွေကိုရှောင်သင့်ပါတယ်ရှင်။အလင်းစလိုဆုံးဖြတ်တာ စိတ်မရှိတာတွေကိုထိန်းချုပ်ဖို့လိုအပ်ပါတယ်။ဥပမာအားဖြင့်တစုံတရာနဲ့စကားအခြေအကျင်ပြောကနေမှစိတ်ထဲမှာတဲ့နှစ်သုံးရေတက်ပြီးမှစကားပြန်ပြောတဲ့အခြင်းလေးကမလိုအပ်တဲ့ပဋိပက္ခတွေကိုရှောင်ရှားနိုင်စေမှာပါရှင်။နိလ်ပေးသားရသည်ပါဗျာ။ April 20မှ May 20ပေးသားရသည်ပါရတဲ့ဆောင်းရံအချက်တွေကတော့ညာ စိမ့်စိမ့်စားတဲ့ကြောင်းမြရတနာတွေပါပဲခင်ဗျာအစိမ့်လူရောင်အဖြူရောင် အပြာနုရောင်တွေကတော့ပြင့်တော်တဲ့အရောင်တွေပါခင်ဗျာလက်တွေပုံချဖို့ဆိုရင်ကိုယ့်ရဲ့အယုတ်စပွဲပေါ်မှာအစိမ့်ရောင်တိပင်ငယ်လေးတိပင်တင်ထားတာဒါမှမဟုတ်များစိမ့်ရောင်ပိုက်ဆံအိတ်ကိုစောင့်ထားတာမျိုးကငွေကျေးစည်းစိမ့်မှုကိုကောင်းမွန်စေပါတယ်ခင်ဗျာကလန်းနံပါတ်2အနေနဲ့ကတော့392 304 306 308 6686ဒူပဲဖြစ်ပါရဲ့ရှင်။တည်ငြိမ်ပြီးစိတ်ရှိသူတွေဖြစ်လို့အမှုတင်ညာဗဏ္ဍာရေးလုပ်ငန်းတွေမှာအောင်မြင်နိုင်ပါရဲ့ရှင်။ရှင်ရန်ချက်တဲ့အနေနဲ့ကတော့အနက်ရောင်နဲ့အဝါရောင်တို့ကိုဆောင်တင်ပါရယ်။ဒယူစန္ဒာအပြောင်းလဲကိုကြောက်ရွံ့တာတို့ကိုဆောင်ခြင်းတင်ပါရယ်ခင်ဗျာ။ဘဝမှာအပြောင်းလဲတစ်ခုနဲ့ကြုံလာတဲ့အခါဒီအပြောင်းလဲကငါ့အတွက်ပိုကောင်းတဲ့အခွင့်အရေးတစ်တွေယူဆောင်လာပေးနိုင်တယ်ဆိုတဲ့အရွေးလေးကိုမွေးမြူပေးခြင်းအပြင်ကြောက်စိတ်ကိုကျော်လာနိုင်ပါလိမ့်မယ်။တော့ မေတုံရာဒီဘွာဂျမနီမေ27မှာဂျွန်20မေတုံရာဒီဘွာရဲ့အတော့ဆောင်းရဲအချက်တွေကတော့ကြောက်စိန်ဥတဖီယာပလဲစတဲ့ကြောက်မြတ်ယန္တနာတွေပါရှင်အဝါရောင်အစိမ့်နုရောင်ငွေရောင်တွေကတော့တင့်တော်တဲ့အရာတွေပဲဖြစ်ပါရှင်လက်တွေမှာတော့လူအများရှိစကားပြောရမယ်ဆိုရင် ဒါမှမဟုတ်အရေးကြီးတဲ့စာချုပ်စာတမ်းတွေလက်မှတ်ထိုးရမယ့်အခါမျိုးမှာအဝါရောင်အဝတ်အစားကိုဝတ်ဆင်သွားခြင်းကတင်းရဲ့ဆက်သွယ်ရေးစွမ်းဉင်ကိုပိုမိုတောက်ပေါင်းစေနိုင်ပါလိမ့်ရှင်။ဒါနဲ့နံပါတ်လေးအနည်းနဲ့ကတော့3 3 3 5 3 6 3 9 3 5 3 6 3 9 3 6 3 9 3 6ကောင်းအားလို့ပဲဖြစ်ပါရခင်ဗျာ။ဉာဏ်ရည်ထမြတ်ဒီဆက်သွယ်ရေးကောင်းမွန်တို့နဲ့ဖြစ်လို့တရင်းစာစာပေကုန်ထွေးအလုပ်ငန်းဒီမှာထူးချွန်နိုင်ပါရခင်ဗျာ။ ရှောင်ရံအချက်တွေအနေနဲ့ကတော့အနှက်ရောင်နဲ့ညီညွတ်ရောင်တို့ကိုရှောင်ရှားသင့်ပြီးဂရိမတိတာစိတ်နှခုဖြစ်တာတွေကိုရှောင်ရှားသင့်ပါတယ်ရှင်။အရေးကြီးတဲ့ကိစ္စတစ်ခုကိုဆုံးဖြတ်ရခက်နေတယ်ဆိုရင်အာတာချက်အာနေချက်တွေကိုစာရွက်တရက်မှာချရေးပြီးချိန်တိုင်ဆုံးဖြတ်တဲ့အလေးအကျင့်ကစိတ်နှခုဖြစ်ခြင်းကိုရောချပေးနိုင်ပါတယ်ရှင်။ဒီကရကယာဒီဘွာကင်ဆာဇွန်နဆက်ဒီမာဇူလိုင်းနဆက်နေကရကယာဒီဘွာရီအတူအ ဆောင်ရန်အချက်တွေကတော့ပလဲလာမီစတဲ့အကြောင်းမြတ်ယရနာတွေပဲဖြစ်ပါလိမ့်ခင်ဗျာအဖြူရောင်ခဲရောင်အပြာနုရောင်တွေကတော့တင့်တော်တဲ့အရောင်တွေပါလက်တွေ့အသုံးချဖို့ဆိုရင်တော့အင်းရဲ့အဲ့ဟာမှာပလဲဓမ္မမဟုတ်လဘုံပါတဲ့အလှဆင်ပစ္စည်းလေးတွေထားရှိခြင်းကမိသားစုကြားမှာနှွေးသွေးအေးချမ်းတဲ့ဆွမ်းအင်တွေကိုလဲပတ်စေနိုင်ပါလိမ့်ခင်ဗျာတနားနံပါတ်ဒီကတော့3921 80နှစ်တို့ပဲဖြစ်ပါလေရှင်။စိတ်သဘောထားနူးညံ့ပြီးမိသားစုကိုတန်မိုးထားသူတွေဖြစ်လို့အင်တောင်ကြီးနဲ့လူမှုရေးကိစ္စတွေမှာပုံမအောင်မြင်တတ်ပါလေရှင်။ရှောင်းရံအချက်တွေကတော့အနီရောင်နဲ့လိန်ပေါ်ရောင်တို့ကိုရှောင်တက်မှတယ်ခင်ဗျာ။စိတ်ခံစားမှုပြင်းထန်တာအလွန်အမင်းစိုးရင်ပူပါနာတွေကို ထင်ချုပ်တဲ့ပါတယ်စိတ်ထဲမှာအញ្ញံစိုးရင် ပူပန်လာတဲ့အခါမျိုးမှာကိုချစ်တဲ့မိသားစုဝင်တယောက်ယောက်နဲ့ဇင်ဖွင့်တိုင်ပင်လိုက်ချင်းမှစိတ်တတရာရစီပြီးမှန်ကန်တဲ့အမြင်ကို ရရှိစေနိုင်ပါတယ်ခင်ဗျာလာတိရဒီပွားလီယိုဇူလိုင်23မှာအောက်တိုဘာ22တိရဒီပွားရဲ့အတွက်ဆောင်းရချက်တွေကတော့ပတမယဥတ္တဖေယောင်းစားတဲ့ကြောင်းမြင့်ရတနာတွေပဲဖြစ်ပါတယ်ရှင် ရွှေရောင်လေမော်ရောင်အနီရောင်တွေကတော့တင့်တော်တဲ့အရောင်တွေပါလက်တွေ့မှာတော့ကိုကအခွက်တစ်ခုကိုဥဆောင်ရမယ့်အချီနီမျိုးမှာရွှေရောင်ပါတဲ့အဝတ်အစားလောဝိယတနာဝတ်ဆင်ခြင်းကတင့်ရဲ့ဩဇာတိကမကိုတိုးစေပြီးလူအများရဲ့ယုံကြည်မှုကိုပိုရရှိစေနိုင်ပါတယ်ရှင်ကနန်းနံပါတ်၄ကတော့သုံးရက်တဲ့သုံးရက်ငါသုံးရက်ကို57 59 65 35တို့ပဲဖြစ်ပါတယ်ခင်ဗျာကောင်းဆောင်စိတ်ဓာတ်ပြင်းပြပြီးစိတ်ဓာတ်ခွန်အားကောင်းသူတွေဖြစ်လို့မြေတီလုပ်ငန်းမဆိုးဥဆောင်လုပ်ကင်ချင်းဖြင့်အောင်မြင်မှုရနိုင်ပါတယ်ခင်ဗျာရှောင်းရအချက်တီကတော့အပြာရောင်နဲ့မိကိုရောင်တို့ကိုရှောင်တက်ပါလေရှင်မာနကြီးတာမိမိကိုကိုအထင်ကြီးလွန်းတာတွေကိုရှောင်ကျင်တက်ပါလေလူတွေနဲ့စကားပြောတဲ့အခါကို့အမြင်ကိုပဲပြောနေမယ့်အစားတစ်ခါလူရဲ့စကားကို စိတ်ဝင်စားနဲ့နားထောင်ပြီးတဲ့အလေးအကျင့်ကသင်ကိုပို့ပြီးလေးစားချစ်ခင်စေမှာပါရှင်6ကံရာတိဖွာ Virgo ဩဂုတ်နေ့စတုမစက်တင်ဘာ20နေ့ကံရာတိဖွာရဲ့အထွတ်ဆောင်ရန်အချက်တွေကတော့နီလာကြောက်စင်းစားတဲ့ကြောင့်ရယတနာတွေပဲဖြစ်ပေါ်တယ်ခင်ဗျာအပြာရောင်အစိမ်းရောင်အဝါနုရောင်တွေကတော့တင့်တော်တဲ့အရာတွေပါလက်တွေမှာတော့ ကိုကအဖွဲတစ်ခုကိုဥဆောင်ရမယ်အခြေအနေမျိုးမှာရွှေရောင်ပါတဲ့အဝိအစာလက်ဝတ်ယထနာဝစ်စင်ချင်းကတင့်ရဲ့ဩဇာတိကမကိုတိုးစေပြီးစိတ်တိုင်းကိုတည်ငြိမ်စေနိုင်ပါ रे ခမညာကနန်းနမတေကတော့3ည3 3ည3 6 3 9ခွန်63 65 93 96တို့ပဲဖြစ်ပါတယ်ရှင် ဆင်းဆက်တည်ကြပြီးစနစ်တကျလောက်ကင်တတ်သူတွေဖြစ်လို့ကြားမာရေးပညာရေးသူတင်တဲ့လုပ်ငန်းတွေမှာထူးချွန်နိုင်ပါတယ်ရှင်။ရှောင်းရံအချက်တွေကတော့အနီရောင်နဲ့ခရင်ရောင်တို့ကိုရှောင်တင်ပါတယ်ခင်ဗျာ။စိုးရင်စိတ်တွေများတာနဲ့အသေးစိတ်ကိစ္စတွေကိုအလွန်အမင်းစဉ်းစားတာတွေကိုရှုတ်ချတင်ပါတယ်။အသေးဖိုကိစ္စလေးတစ်ခုကိုပဲထပ်တလဲလဲတွေးပြီးစိတ်ညစ်နေပြီဆိုရင်ခဏရပ်ပြီး လန်ထရှောက်တာတချင်းနားထောင်တာမျိုးနဲ့အာယုံပြောလိုက်ခြင်းကအကောင်းဆုံးဖြေရှင်းဤဖြစ်ပါလိမ့်ခင်ဗျာဟုတ်ကဲ့ပါရှင် အခုဆိုရင်တော့ PhD Astrology Researcher ကနေပထမ600ရာသီပွားဖြစ်တဲ့မိတ္တာပိတ္တာမိချုံကရကတ်တင်းကံရာသီပွားဒီအတွာတတလုံးဆောင်းရန်ဆောင်းရန်ဒီကိုလက်တွေ့အသုံးချနေရတဲ့အတူတင်ဆက်ပေးခဲ့ပြီဖြစ်ပါတယ်ရှင်ဒီအချက်လေးတွေကဘာကြောင့်အရေးကြီးလဲဆိုတော့ သင်ပေါ်ရဲ့အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေခြားတဲ့အခါအလို့အကောင်းအခြေရေးငွေချေပိစတွေမှာကိုယ့်အတွက်အကောင်းဆုံးဖြစ်မဲ့မှန်ကန်တဲ့လမ်းကိုရွေးချယ်နိုင်ဖို့လမ်းပြပေးနိုင်လို့ပါပဲခင်ဗျာသူရာဒီကနေမင်းရာဒီအထိနောက်ထပ်ရာဒီဖာ6ခုရဲ့စိတ်ဝင်စားစရာအကြောင်းအရာကြားရှိနေသေးပါတယ်။ဒါကြောင့်ဒုတိယပိုင်းကိုလက်မလွတ်မခံဖို့ကျမတို့ channel ကို like and follow လုပ်ထားဖို့မမေ့နဲ့နော်။ ိုယ့်ရဲ့ယာတီခွေးမှဒီအစီအစဉ်ထဲမှာပါလာမပါသေးဘူးလားဆိုတာကိုမမရေးခဲ့ပေးပါအောင်ကိုနဲ့ကိုင်းညီတဲ့ဒီနဲ့အချက်လေးတွေကိုလည်းပြောပြတ်ခဲ့နိုင်ပါတယ်ခင်ဗျာကိုချစ်ရတဲ့သူတွေရဲ့ယာတီခွေးဒီပါရည်လဲသူတို့ကိုမင်းစင်ခေါ်ထုတ်ပြီးလိုက်အောင်တော့အားလုံးပဲစိတ်ရချမ်းသာခြင်းကိုယ်ရချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေရှင်နောက်တစ်ပိုင်းမှာပြန်လဲဆုံတွေ့ကြပါနဲ့ရှင်